မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူဦးဝင်ကျဲပါ။ကလေးတီးတဲ့ဂါလန်တိုင်းကလေးမျိုးကနေတီးတဲ့မျိုးနယ်ဘက်ကိုအင်အားအလုံးရင်းနဲ့တက်လာတဲ့စောစုကိုတော်လိုင်းတက်တွေကကြားပြတ်တိုက်ခိုက်ရာစောစုအထင်နာအသေးများပြီးရှင်းဆက်မတိုးနိုင်သေးဘူးလို့ဒေသခံစီးရေးသတင်းမြစ်တွေက MFB ကိုပြောပါရစေ။စကိုင်းနိုင်ကလေးမျိုးကနေစောစုကား15စီလူအင်အားရာကနန်းနဲ့မေလ20ရက်မှာချင်းပြည်တိတိုင်မြို့နယ်ဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတာဖြစ်ပြီး တိုင်းငင်းရွာအနီးမှာချင်းတော်လည်းတပ်တွေကဈာဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။တိုင်းငင်းရွာအနီးမှာတပတ်ကြာကြာတိုက်ပွဲဖြစ်နေပြီးစိုးစုအထိနာ အသေးများကရှေ့ဆက်မတိုးနိုင်သေးသလိုတိုက်ပွဲအတွင်းကထွက်ပြေးလာတဲ့စိုးစု10ဦးကျော်ကိုလည်းတုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့ဒေသခံစီးရဲသတင်းမြစ်တူကပြောပါတယ်။ချင်းတော်လည်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာခံရတဲ့စိုးစုကရှေ့ဆက်မတိုးနိုင်သေးပဲကား14စီးကတော့နောက်ကျောင်းပြန်ခောက်သွားပါတယ်။ လက်ရှိမှာခြေလင်းစကြောင်းဖြင့်ရှစ်ဆက်တိုးဖို့ကြိုးစားနေတဲ့စိုးစုဟာကားလမ်းဘေးမှာရှိတဲ့ကော်ဖီချန်အနီးနေရာယူထားပြီးတော့ယခုရက်ပိုင်းရာသီဥတုဆိုးရတာကြောင့်မေလ31ရက်မှာတော့တိုက်ပွဲငြိမ်သက်နေတယ်လို့စီးရီးသတင်းမြစ်ကပြောပါရယ်။တစ်ချိန်တည်းမှာပဲစိုးစုရန်ကြောင်ကလေးတီးတိန်လမ်းမကြီးဘေးမှာတရှိတဲ့မွာပီးဟိန်စိန်ခိုင်ကန်သေးစံတိုင်ငင်စတဲ့ကျေးရွာတွေကထောင်ချီတဲ့ဒေသခံပြည်သူတွေ တောတောင်တွင်စစ်ပေးရှောင်ထွက်ပြေးနေကြရတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတို့ကပြောပါရယ်။ဆောဆူအားမိုးရွာမြို့နယ်ပလင်ကုန်းရွာကိုစီနင်းဝင်ရောက်ပြီးတော့ဖုန်ကြီးတပါးနဲ့ပြည်သူတို့အုပ်တို့ကိုမေလ31ရက်မနေ့ကဒဇာကန်လူသားတိုင်းကအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကအမပီကူပြောပါရယ်။မေလ28ရက်မနေ့ပိုင်းမိုးရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမကတွေကထွက်လာတဲ့အင်အား100ခန့်မှဆောဆူအားမုံရွာနဲ့ဘုဒ္ဓလင်မြို့နယ်တဲ့စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရွာစင်လှည့်ပြီးစစ်ကြောင်းထို့အကြမ်းဖက်နေရပါစိုးစုဖန်စီခေါ်ဆောင်သွားတဲ့ပလင်ကုန်းရွာကဖုံးကြီးတစ်ပါးနဲ့ပြည်သူတို့ဟာအခုချိန်ထိပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ဒေတာရင်းရကြေးပြည်သူ့ကာကွယ်အဖွဲ့ပကပအဖွဲ့ဝင်တို့က MP ကိုပြောပါရယ်ဒီကနေ့ဇွန်လ၁ရက်မနက်ပိုင်းမှာတော့စိုးစုတပ်ဖွဲ့ကနမခရဲ့အနောက်မြောက်ဘက်တစ်စိမ့်ပင်ရွာကနေမယိုးတော်ရွာဘက်ကိုဥတီနေပြီးနောက်တစ်ဖွဲ့ကဘုဒ္ဓလင်ဝုံရွာလမ်းဘေးဇီးတော်ရွာအနီးက စေတနာစီဆိုင်အနားမှာအထိုင်ချနေပါတယ်။စိုးစုရန်ကျောင်းကျွဲရဲတမန်တာတောင်ပလူကြီးပုံရွာဖန်ကားချင်းဇီတော်မယိုးတော်တစ်စိတ်ပင်မြို့ပေါ်နဲ့ထဏောင်းကိုစတဲ့မုံရွာနဲ့ဘုဒ္ဓနေနဲ့ကျေးရွာတွေကထောင်ထဲချီတဲ့ပြည်သူတွေမိုးရဲရေတဲ့စပေးဆောင်ထွက်ပြေးနေကြတယ်လို့ဒေသခံတွေကပြောပါရယ်။မန္တလေးနဲ့မြင်းချက်ခရိုင်တောင်သားမြို့နယ်မှာကိုမြင့်ဆောင်အညာမြင့်စစ်စစ်အဖြစ်စိုးစုကိုတိုက်ခိုက်ရမှာစိုးစုစုစုပေါင်း ဆယ်ယောက်ကျော်တည်ဆုံပြီးတော့၃ဘန်းတချို့ဖမ်းမိထားသလိုလက်နက်ခဲယမ်းတွေလည်းတင်စီရရှိထားတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပကသတင်းထုတ်ပြန်ပါတယ်။ကိုပြင်းစောက်အညာမြေခရိုင်စစ်စင်ရေးအဖြစ်မေလ15ရက်ကစလို့တောင်သာနယ်အပအဝင်မြင်းချံခရိုင်တွေကမြင်းချံနထိုးကြီးနဲ့ငဇုံနယ်ကစုံစုနဲ့ပြူစော်ဒီစကန်တွေကိုတော်လန်ရေးတပ်တွေကထိုးစစ်စင်တိုက်ခိုက်နေတာဖြစ်ပါတယ်။မေလ29ရက်ညပိုင်းကလည်းတောင်သာမြို့ပေါ်ကနေ ်ဝဲလောင်ကျေးရွာဘက်ကိုစစ်ကူနဲ့ရိတ်ကပူပူထွက်လာတဲ့စုံစုအင်အား30ဝန်းကျင်မှကားနှစ်စီးကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစစ်ကူလာတဲ့စုံစုကိုကြားဖြတ်တိုက်ခိုက်ရမှာစုံစုရုပ်အလောင်းနှလောင်းစစ်တုံမှန်တယောက် G4 အမျိုးအစားတနတ်တလက်ကားတစီ G G ပေါင်းဘုံသည်အင်ကွန်ဆရာတွေတင်စီရရှိခဲ့တဲ့ဆိုတာနဲ့ကြံစုံစုတွေကတော့ဒဇင်ကလေးအားထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ မေလ15ရက်ကစတင်ခဲ့တဲ့ကိုမျိုးသောအညာမြေခရအဆင့်စစ်စေးရမှာတောင်သာမျိုးနယ်တိုက်ပွဲတွေအတွင်းကပြူစောဒီကောင်းဆောင်တီတာရွတ်မှုဦးဆောင်တဲ့စုံစုတွေအပါအဝင်ဆယ်ယောက်ကျော်တေကသုံးပန်းတချို့နဲ့လက်နက်ခဲယမ်းတွေတင်စီရရှိထားတာလည်းဖြစ်ပါတယ်။ကိုမျိုးသောအညာမြေစစ်စေးဖြစ်တိုက်ခိုက်နေတဲ့မြင်းချံတောင်သာနှထိုးကြီးနဲ့ငဇုံနယ်တိုက်ပွဲတွေမှာတော့စုံစု50ထက်မနည်းသေဆုံးပြီးတော့သုံးပန်းတချို့နဲ့လက်နက်ခဲယမ်းတွေတင်စီရရှိထားတယ်လို့ကိုမျိုးသောအညာမြေစစ်စေးကထုတ်ပြန်ထားပါတယ်။ ရင်းဆန်တဲ့တိုက်ပွဲတွေအတွင်းစိုးစုကလေချောင်းဘုံကျဲခုကန်လို့တော်လန်ရဲဘော်ကိုဦးကြဆုံးသလိုစိုးစုကခြေရွာတွေကိုပြစ်မှတ်ထားပြီးဘုံကျဲတက်ဖြတ်လို့ဒေသခံအယက်သားပြည်သူ၁၀ဦးကျော်တေဆုံးခဲ့ပါတယ်။မန္တလေးမြို့မှာငလင်တန်းဒီလေးထက်တိုက်တလုံးဖြိုချရာကတိုက်ပြူကပြိမိလို့အလုသမားတဦးတေဆုံးကတဦးတန်းရခဲ့ပါတယ်။မေလ31ရက်ညနေ9:00ကျော်အချိန်ကမန္တလေးမြို့အောင်မြေသာဆန်းမြို့နယ် လမ်း60 25လမ်းနဲ့26လမ်းကြားကငလင်တန်းဤ RC လေးထက်အဆောင်ကိုလူအင်အားနဲ့ဖြိုချစဉ်တိုက်ပြိုကြပြီးတော့အလုံသမားတွေပြိမိခဲ့တာလို့မြို့ခံတွေကပြောပါရယ်ပြိမိသူတွေကိုဒေသခံတွေလူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့စုံစုမိသက်တို့ကကုညီကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ပြီးတည်ဆုံးသူနဲ့ဒဏ်ရာသူတို့ကိုမန္တလေးစေယုံကြီးကိုပို့ဆောင်ခဲ့တယ်လို့စုံစုမိသက်ကထုတ်ပြန်ပါရယ်မလ28ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးမှာလူကြီးထောင်ထဲချီကတည်ဆုံးပြီးတော့ ။အိုးအိမ်အဆောင်အများအပြားပျက်စီးခဲ့ကအပျက်စီးတွေကိုယနေ့တိုင်ဖယ်ရှားရှင်းလင်းနေရဆဲဖြစ်ပါတယ်။လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်အပြင်ပတ်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါ။ပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါ။ပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ